ထိုင်းရုံချင်းစကားကြီးမှာပါဝင်ကျုပ်ဆောင်ခွင့်ရပြီမဲ့အရင်လိုမအောင်မြင်တော့တဲ့တော့အားလုံးပဲမင်္ဂလာပါရှင်ဘာမဆယ်လဘရတီကနေကျေဇူးလိုက်ပါမင်းသားတောင်းကတော့လက်ရှိမှာဆိုရင်ထိုင်းနိုင်ငံရုပ်ရှင်ဇာတ်ကားကြီးမှာမင်းသားတလက်အနေနဲ့ပါဝင်ခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားကိုပါဝင်ဖို့ဆိုတာကလည်းတော်တော်လေးမလွယ်ကူပါဘူး။ထိုင်းနိုင်ငံကမြန်မာလိုမဟုတ်ဘဲအမှန်တကယ်အရင်ချင်းရှိတဲ့မင်းသားမင်းသမီးတွေကိုသာရွေးချယ်ပြီးတော့ ဇလန်းကောင်းတွေကိုရိုက်ကူးတက်ကြတာပါဒီထဲမှာမြန်မာနိုင်ငံကမင်းသားချော်လီတောင်းကပါဝင်သွားတဲ့အတွက်ကတော့တကယ့်ကိုဂုဏ်ယူစရာပါပဲဒါပေမဲ့လည်းအဲလိုမျိုးထိုင်းနိုင်ငံကရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ခွင့်ရသွားသည့်တိုင်အောင်အရင်လိုအောင်မြင်မှုတွေမရရှိတော့ဘဲအပိမှုလျော့နေသွားကြတာပဲဖြစ်ပါဒါကလည်းအစီအမပြေလာတဲ့အကြောင်းတရားတွေနဲ့အတူခံယူချက်ချင်းမတူညီတဲ့လူတွေကြောင့်ပဲဖြစ်ပါ යි ။မင်းသားတောင်းကတော့မြန်မာနိုင်ငံမှာတော့မနေတော့ဘဲနိုင်ငံသားမှပြောင်းရွှေ့နေထိုင်နေရဖြစ်ပါ යි ။ ဒီလိုနေထိုင်နေနဲ့ထိုင်းနိုင်ငံကကောင်မလီပြောင်းတဲ့ချစ်သူတွေဖြစ်ပြီးတရားဝင်လက်တွဲနေခဲ့ကြပြီလည်းဖြစ်ပါလူကြီးမိဘတွေကအစအသဘောတူတဲ့သူတို့နေရာရဲ့အခြေအေကတော့တော်တော်လေးအဆင်ပြေနေပါယ်။ဒါပေမဲ့လည်းဒီတိုင်းနေလို့မဖြစ်တော့ဘဲအရင်လိုအမှုပညာအလုပ်တွေပြန်လုပ်ဖို့ကြိုးစားလာတဲ့အချိန်မှာပရိသတ်အပေးမှုတွေကထင်သလောက်မရတော့ဘဲရောနေသွားခဲ့ရပါ။မင်းသားတောင်းကတော့တက်နိုင်သမျှကြိုးစားပြီးထိုင်းနိုင်ငံကနမေကျော်ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်권ရဖို့အတွက်လှုံ့ဆော်ခဲ့ပါယ်။ အဆိုပါရုပ်ရှင်စကားကြီးဟာဆိုရင် အရန်ကြောက်စရာကောင်းတဲ့တဲထိတ်ရမိုးဇလန်အမျိုးသားတစ်ခုပဲဖြစ်ပါတယ်။တခြားသောနာမည်ကျော်တယောက်ဆောင်တွေလည်းပါဝင်ထားတာဖြစ်ပြီးမြမမင်းသားတောင်ရဲ့အရေးချင်းတွေကိုသဘောကျတဲ့အတွက် စကားမှာပါဝင်ဖို့လက်ခံခဲ့တာလို့သိရပါတယ်။ ဒီရုပ်ရှင်စကားကြီးကိုရိုက်ကူးနေကြရလဲတော်တော်လေးကြာပြီဖြစ်ပြီးမကြခင်အချိန်တွင်းမှာပဲရုံတင်ပြသွားတော့မယ်လို့သိရှိရပါတယ်။တကယ်ဆိုရင်ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာလူမျိုးပြည်သက်တွေကတော့အများကြီးပါပဲ။ဒါပေမဲ့လည်းအခုလိုမျိုးမြန်မာနိုင်ငံကမင်းသားလေးတောင်ရဲ့ထိုင်းရုပ်ရှင်စကားကြီးပြသတော့မယ်ဆိုတဲ့အချိန်မှာထင်သလောက်ကြီးအပြင်းမှုမရရှိခဲ့ပါဘူး။ရုပ်ရှင်ရုံကိုတွားကြည့်မယ်ဆိုတဲ့ပြည်သက်တွေလည်းအများအပြားမရှိခဲ့ပဲအရင်လိုမအောင်မြင်တော့တဲ့အတွက်ဒေါင်းလေးတော်တော်လေးဝမ်းနေနေခဲ့ရဖြစ်ပါတယ်။ မင်းသားတောင်းကအရင်ချော်မော်ရဲရုပ်ရည်ပိုင်ဆိုင်ထားပြီးယောက်ျားပီတာစွာနဲ့ကြီးကောင်းလုံးသူမင်းသားတလက်ဖြစ်ပိုင်ဘာမှပြုပြင်ထားကြမလို့ပဲတဘာဝအတိုင်းခံရတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့တောင်းကလူချစ်လူခင်ပေါ်များပြီးမင်းကလေးပရိသတ်တွေရဲ့အသေးဆွဲမင်းသားတလက်ဖြစ်ခဲ့ရပါတရုတ်ဆောင်အိုင်ဂျင်လည်းပြည်ပြင်ကောင်းမွန်တဲ့အတွက်မြန်မာနိုင်ငံမှာအရန်အောင်မြင်ခဲ့သလိုအခုလည်းထိုင်းနိုင်ငံက ရုပ်ရှင်စကားကြီးမှာပါဝင်ခွင့်ရနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းအရင်ကလိုနိုင်ငံကျော်မင်းသားမဟုတ်တော့ဘဲပြည်သက်အပင်မှုတွေတော်တော်လေးလျော့နေသွားခဲ့တာကိုသတိထားမိခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အမှန်တကယ်စစ်မှန်တဲ့အရေးချင်းတွေကိုပိုင်ဆိုင်ထားတဲ့မင်းသားတောင်ကတော့ထိုင်းနိုင်ငံမှာသူရဲ့အမှုပညာအလုပ်တွေကိုဆက်လက်ကြိုးစားပြီးတော့ပုံမအမြင်အောင်လှုပ်ဆောင်သွားတော့မှာပါ။ကြည့်ရှုနေကြတဲ့ပြည်သက်ကြီးတို့ကရောထိုင်းနိုင်ငံမှာအောင်မြင်ဖို့ရုပ်ရှင်စကားကြီးတွေရိုက်ကူးပြီးစူးစမ်းနေတဲ့ မြန်မာမိသားချော်လီတောင်ကိုဆက်လက်ပြီးရောအားပေးသွားကြအောင်ပါလားရှင်